တိကျမှလူတိများတဲ့အသက်15နှစ်အရွယ်သားလေးဆိုင်းအောင်ညသွေးကင်ဆာရောဂါဖြင့်ကွဲလွန်မင်္ဂလာပါပရိသတ်ကြီးရှင်တိကျလူမှုကွန်ရက်ဆာမျက်နှာမှာလူတိများတဲ့ဆိုင်းအောင်ညခေါ်ဖတ်တီဟာလက်ရှိမှာတော့မိသားစုဝင်နေတဲ့သူ့ဖို့ချစ်တဲ့ပရိသတ်တွေအားလုံးကိုနှုတ်ဆက်ထွက်ခွာသွားခဲ့ရပြီပဲဖြစ်ပါတယ် ဆိုင်းအောင်ညွန့်ခေါ်ဖက်တီးကတော့မေလ3ရက်နေ့2025ခုနှစ်မှာအိန္ဒိယနိုင်ငံ New Delhi မြို့ဒေသစံတော်ချိန်မနက်9:30မြန်မာစံတော်ချိန်10:30မှာသွေးကင်ဆာယောဂနဲ့ကွယ်လွန်သွားခဲ့ရတာပဲဖြစ်ပါတယ်အဆိုပါကလေးလေးကတော့အရင်တုန်းကတစ်တော့မှအမြဲမြင့်တွေ့နေကြကလေးတယောက်ဖြစ်ပြီးသွေးကင်ဆာရောဂါစဖြစ်ခဲ့ပြီးမြမပြီမာကုသနေတာတက်တာသွားပြီးဆိုတဲ့အခြေအကြောင်းသူ့ကိုချက်တဲ့သူတွေအားလုံးကဝမ်းသာပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ထိုင်းနိုင်ငံအထီသွားပြီးတော့ဘန်ကောက်ကဆေးရုံကြီးတွေမှာကုသမှုဆက်လက်ခံယူခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့ယောဂမသက်သာတာကြောင့်မိသားစုဝင်တွေကနောက်ထပ်အိန္ဒိယနိုင်ငံမှာသွားရောက်ကုသခဲ့တာလည်းဖြစ်ပါတယ်။တာလီဆိုင်အောင်ညွန့်ကိုအားလုံးကသက်သာစေဖို့မျှော်လင့်ခဲ့ကြပေမဲ့မိလာ၃ရက်နေမှာခွဲလွန်သွားခဲ့ပြီဖြစ်ကြောင့်ကျန်းရင်းသူမိသားစုဝင်တွေကတက်တော့လူမှုကွန်ရက်စာမျက်နှာကနေအားလုံးကိုအသိပေးလာခဲ့တာဖြစ်ပါတယ်။ အသက်16နှစ်သာရှိသေးတဲ့ဆိုင်းအောင်ညွန်ကလူလောကကနေအပီးတိုင်ထွက်သွားတာကိုသိခဲ့ရပါတယ်။တကယ်တော့သားလေးကထွက်သွားတာစောလွန်ပါတယ်။ဆိုင်အောင်ညွန်လေးကတော့အရွယ်လေးနဲ့မလိုက်အောင်ထွားဆိုင်တမ်းမလို့သူဖြစ်ပြီးဝါဝကိကိလေးဖြစ်နေတာကိုမိဘတွေကသဘောရိုးထင်ခဲ့ပေမဲ့နေမကောင်းလို့စစ်ကြည့်တဲ့အချိန်မှသာအားလုံးကသွေးကင်စာယောဂမန်တီးခဲ့ရလာလို့သိရပါဗျ။ ဒါကြောင့်မလို့မိဘတွေအနေနဲ့ကိုယ့်ရဲ့ရင်သွေးကလေးငယ်တွေအပေါ်မှာအထူးကိစိုက်ကြဖို့နဲ့ခောက်ဆဲကြောင့်အချိုရည်အစားရှိတာတွေကိုရှောင်ခိုင်းပြီးကလေးတွေမှာအဝါလွန်နေရင်လည်းဝိတ်လျှော့ပေးတဲ့ကြောင့်ဆိုင်းအောင်ညွန့်ရဲ့မိသားစုဝင်တွေကပညာပေးပြောကြားထားတာလည်းဖြစ်ပါတယ်။